ရခိုင်ရခိုင်အတဲဟိပါစီရခိုင်ရခိုင်အတဲဟိပါစီအလုံးလေးသားပါဝိုင်းနိုင်ငံရေးသမားတူဖြစ်တဲ့ဦးလာစောကွယ်လွန်သွားတာကရခိုင်နိုင်ငံရေးအတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့အရကတက်တော်အေကပြောပါတယ်အသက်82နှစ်ရှိပြီဖြစ်တဲ့ဦးလာစောဟာ မေလ9ရက်နေ့မှာလေချောင်းကင်ဆာယောဂါနဲ့ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။မကွယ်လွန်ခင်မှာ A beta 1စစ်တေတာရဲ့နိုင်ငံရေးမှူးဖြစ်ပါတယ်။အာနိုင်ငံရေးသမားဟိုစာရေးဆရာဆရာကြီးဦးလာဆိုအာကွယ်လွန်သွားခြင်းဟာကျွန်တော်တို့အာရခပြည်နဲ့ဒီအာရခပြည်သူတွေအတွက်ဟိုတန်ဖိုးမပြနိုင်တဲ့အာဆုံးရှုံးမှုကြီးတရားဖြစ်ပါတယ်ခင်ဗျာ။ရန်ကုန်စစ်မှုတပ်တို့ IND ចောင်းသားဘွားမှာចောင်းသားလှုပ်ရှားမှုတွေတဲ့ပါဝင်ခဲ့လို့1969ခုနှစ်မှာနှစ်နှစ်ចောင်းထုတ်ခံခဲ့ရပါတယ် 1985ခုနှစ်မှာတော့နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်ထောင်ဒဏ်6နှစ်ကြာခံခဲ့ရသလို1998အရေးတော်ပုံမှာပါဝင်ခဲ့လို့ထောင်ဒဏ်14နှစ်ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။ကျောင်းသားလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ဦးလာစောဟာပါတီနိုင်ငံရေးမှာလည်းထက်ထဲဝင်ဝင်လှုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။1990ခုနှစ်ဝင်းကျင်တွေမှာရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် AND 2010ခုနှစ်မှာရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDB တို့မှနိုင်ငံရေးတာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။ 2015ခုနှစ် AND နဲ့ INDB တို့ပေါင်းပြီးရခိုင်မျိုးသားပါတီ ALB ဖြစ်ပေါင်းစည်းရေးမှာဥဆောင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်2015မှာတော့မြောက်ဦးလွတ်တော်ကိုယ်စားလှယ်ဖြင့်ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်လွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်တဲ့အချိန်မှာရခိုင်ပြည်နယ်အတွက်အဆိုတင်သွင်းမှုတွေနဲ့ကိုစားပြုမှုတွေအတွက်ပြောကြားမှုတွေကြောင့်ရခိုင်လူထုကြားမှာထင်ရှားတဲ့ရခိုင်နိုင်ငံရေးသမားတဦးဖြစ်ခဲ့ပါတယ်ကျွန်တော်ကမြောက်ဦးရခိုင်ပြည်သူရဲ့ကိုယ်စားလှယ်ပါ ျွန်တော်ရခိုင်ပါတီကပါကျွန်တော်တို့ပါတီဟာကိတုလွတ်တော်မှာ16နေရာမှာ17နေရာနိုင်တယ်အမျိုးသားလွတ်တော်မှာ17မှာ30ပြည်နယ်မှာ34မှာ20တော်ရောက်နိုင်တယ်ပုံမှန်လင်းပြောရင်အများစုနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ခိုင်ကိတုတွေကိုကိုစားပြုပါတယ်အဲ့တော့ကျွန်တော်စဉ်းစားတာကတလုံးအင်မတန်အရေးကြီးပါတယ်ဆိုတော့ဒီခိုင်ကက်တနာကိုစဉ်းစားတဲ့အခါမှာဒီ NLD ရဲ့ကောင်းဆောင်တွေကကျွန်တော်တို့ကိုဘာဖြစ်လို့ Dialogue Partner လို့မသတ်မှတ်တာလဲ အေရဲ့နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ရခိုင်မျိုးသားအဖွဲ့ချုပ် UNL ဖွဲ့စည်းတည်ထောင်တဲ့2016နောက်ပိုင်းမူဝါဒချမှတ်ရမှာအရေးပါတဲ့သူတယောက်ဖြစ်တယ်လို့အေကပြောပါတယ်အဲသူကတော့ဒီကျွန်တော်တို့ဒီ ULAA ရဲ့ဒီအမူဝါဒပိုင်းဆိုင်ရာပေါ့နော်ဒီအ policy making body မှာလည်းပဲဒီအဓိကအခန်းကဏ္ဍကပါဝင်ခဲ့တယ်အပြောမယ်ဆိုလို့ရှိရင်တော့သူဟာဒီအလွန်ရင့်ကျက်တဲ့ဟိုနိုင်ငံရေး အာဖြတ်သန်းမှုအတွေ့အကြုံရှိတဲ့ခေါင်းဆောင်တယောက်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ဟိုကျွန်တော်တို့တက်တူအနေနဲ့လည်းပဲဒီအထူးအာအားကိုယုံကြည်ရတဲ့အာခေါင်းဆောင်ကြီးတယောက်ဖြစ်ပါတယ်လက်ရှိမှာရခိုင်ပြည်နယ်အတွင်းကစစ်ကောင်စီတက်တွေကိုတိုက်ခတ်ရင်အရခပြည်အဖြစ်တီထောင်ဖို့စ조사နေတဲ့အေရဲ့ခေါင်းဆောင်တွေကရခိတလန်းစင်တိုင်းရှစ်ဆက်နေတယ်လို့ပြောလို့ရှိတာပါ ရဂိတလန်းစင်ဆိုတာကရခိုင်ပြည်သူတွေရဲ့အကျိုးစီးပွားကိုလှုပ်ဆောင်တဲ့လုပ်ငန်းစဉ်ဖြစ်ပြီးပြည်သူတွေအနေနဲ့လူကုန်သိက္ခာနဲ့ညီလွတ်လပ်မှုတရားမျှတမှုဖွံ့ဖြိုးတိုးတက်မှုရှိတဲ့အရခလူပေါင်းတီထောင်ရေးနဲ့ရခိုင်မျိုးသားကံကြမ္မာကိုကိုယ်တိုင်ဖန်တီးနိုင်ဖို့ဆိုတာတွေပါဝင်တယ်လို့အေကဆိုပါတယ်။ဦးလာစောကမြမနိုင်ငံရေးအတွက်ရောရခိုင်နိုင်ငံရေးအတွက်ပါပြတ်သားပြီးတက်ကြွတဲ့နိုင်ငံရေးသမားတစ်ယောက်ဖြစ်တယ်လို့ခိုင်ဒုက္ခကပြောပါတယ်။ဥမာဒီလွှတ်တော်နိုင်ငံရေးအထင်းမှလည်းပဲဒီနိုင်ငံရေး အာအရနေပြီးတော့မှဟောသူဟာပြပြတတအာဒါတက်တက်ကြကြနဲ့ဒီအာဥဆောင်ဆွေးနွေးခဲ့တဲ့အတွက်သူဟာအလွန်ထင်ရှားတဲ့ဒီအာဒီလွှတ်တော်အမတ်တယောက်လေးဖြစ်ပါတယ်ဟိုဒါတွေကတော့ဒါသူနဲ့ပတ်သက်တဲ့အထူးအာဒီတတိရစရာကိစ္စတွေဖြစ်ပါတယ်ဦးလာစောဟာចောင်းသားနိုင်ငံရေးပါတီနိုင်ငံရေးနဲ့လက်နက်ကင်လှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပေမဲ့ကြပြားစရာအဖြစ်နဲ့လဲထင်ရှားသူတူဦးဖြစ်ပါတယ် မောင်ခိုင်အောင်စစ်တွေဆိုတဲ့ကလောင်မီနဲ့ကြပြားတွေစာပေတွေရေးသားခဲ့ပြီးဒိုင်နာစပိုရာအန်ဖရန့်ဒိုင်ယာရီမြောက်ဦးနဲ့မြောက်ဦးပေဒာကြောင်းကင်ဘရာစာတန်း2023တို့ကထင်ရှားတဲ့စာအုပ်တွေဖြစ်ပါတယ်။ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားတဲ့စေပရိပခတွေအပြင်တနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စေပရိပခတွေအတွင်းမိုင်းအန္တရာယ်ကလည်းကြီးကြီးမားမားရင်ဆိုင်နေရပါတယ်။ကမ္ဘာမှာမြေမြုပ်မိုင်းနဲ့ပောက်ကွဲစီတက်တဲ့စစ်လက်နက်တွေကြောင့် တည်ဆုံးသူအများဆုံးနိုင်ငံမှာမြန်မာနိုင်ငံဖြစ်လာတယ်လို့2025နှစ်စပိုင်းမှာကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကသတိပေးထားပါတယ်ဒီလိုမိုင်းကြောင်တည်ဆုံးမှုတွေအတွက်သတိပေးရလဲရောက်ပြည်တွင်းစစ်ပြဿနာကိုထင်ဟပ်စေတဲ့ဆရာမောင်ခိုင်အောင်ရဲ့ရခိုင်မဂ္ဂဇင်းအမှတ်42မှာပါဝင်ခဲ့တဲ့မိုင်းဆိုတဲ့ကဗျာကလည်းပြည်တွင်းစစ်နဲ့အတူလူသိများခဲ့ပါတယ်ခရီးကောင်းမရှောင်းတဲ့လူမာယာနိုင်ငံလေးတစ်စင်မဟုတ်လားဘူးရှင် ဇာပိုင်ရှာရှောင်းဖိုက်လာလေဝဲအမန်နဲ့အကိုကြီးမှခီတရှုံးစီရာဟိပါရင်လာဇာပိုင်ဖိုက်လာရှောင်းတော့လာဝတုံးပြရင်မိုင်းမိုင်းပေါ့လို့ပါဆရာကြီးနိုင်ငံလိုက်ဩ ပြေတော်ဆိုင်ကဗျာဆရာနိုင်ငံရေးသမားလက်နက်ကင်ဒေါ်လာအေးမှာပါဝင်ခဲ့ပြီးရခိုင်နိုင်ငံရေးအတွက်ရော စာပေလောကအတွက်ပါအရေးပါတဲ့ဦးလှစောဟာသူ့ရဲ့အကြောင်းကိုမြမစာညံ့တဲ့ကောင်းဆိုတဲ့စာထဲမှာကိုယ်တိုင်ဖွင့်ရခဲ့ပါတယ်ဒီထဲမှာငယ်စဉ်ကကဗျာရီစိတ်ဝင်စားပဲမြမစာညံ့ခဲ့ဖို့မြမစာအားနေတဲ့အတွက်စာပေတွေစူးစမ်းဖတ်ရှုရင်းကဗျာရီကိုချစ်တဲ့နိုင်ငံရေးဘက်ပါရောက်လာတဲ့အကြောင်းဖွင့်ဟရေးသားခဲ့ပါတယ် ။ကြ བྱ ားဆိုတာအဖိနှိတ်ခံပြည်သူတွေအတွက်စိုင်းရီတစ်ခွက်လက်နက်တစ်ခုလို့သူယူဆခဲ့ပါတယ်။ရှုံးဖို့နိုင်ဖို့အတွက်အိမ်မက်အရေးကြီးတယ်။ထို့ကြောင့်ကြ བྱ ားဆရာဟုခေါ်သည်။ကျေးဇူးပြုရည်မှတ်တမ်းတင်ပေးပါလို့မြမစာညံ့တဲ့ကောင်းဆိုတဲ့အတွေးသစ်စာတမ်းထဲမှာရေးသားထားပါတယ်။ဟောအဓိကကတော့ဒီသူမြို့လန်းခေတဲ့ဒီဒီခင်မီဖွံပြိုးတိုးတက်တဲ့ဒီဒီအရခအာဒီ ဒေတာကိုအာကျွန်တော်တို့အနေနဲ့ဆက်လက်ပြီးတော့မှပုံဖော်အာရှိတတ်တော့ဖို့ရှိပါတယ်